အပြင်းမီးလောင်တယ်ဆိုတာတခါတရံပဲလောင်တယ်ကဲအပြင်းမီးကိုလေ့လာကြည့်မီးလောင်တယ်ဆိုတဲ့နေရာမှာထိုမီးကသူဆွဲလောင်သွားတဲ့ပစ္စည်းဝတ္ထုကိုပျက်စီးသွားစေတယ်အိမ်လောင်ရင်အိမ်ဟာပျက်စီးသွားမယ်ပစ္စည်းဝတ္ထုတစ်ခုလောင်လိုက်ရင် လောင်တဲ့ဟာတစ်ခုပျက်စီးသွားဒါအပြင်းမီးကနော်အ ਨੇ စုံမီးလောင်ခံရလို့ရှိရင်မဲသွားတယ်ပေါ့ မဲသွားတယ်ပျက်စီးသွားတယ်လုံးဝပြောက်ွယ်သွားတယ်ဒါအပြင်းမီးရဲ့တယုတ်တရံပြီးလောင်သွားတဲ့နေရာဟာရုပ်ပျက်စင်မြဲဖြစ်ကြံရထားပဲအတွင်းမီးကြတော့ရောအတွင်းမီးကလည်းပဲလောင်ပြီဆိုလို့ရှိရင်လူရဲ့တိတ်ခါတွေဟာရုပ်ပျက်စင်မြဲဖြစ်တာပဲအတွင်းမီးလောင်လို့ရုပ်ပျက်စင်မြဲဖြစ်တာတွေကြည့်လေ မိမိရဲ့လောဘမနိုင်လို့ဒေါသမနိုင်လို့မောဟမနိုင်လို့အတွင်းမိအလောင်ခံရတဲ့ပုံကိုယ်တွေဟာလူလောကမှာလူတော်လူကောင်းလို့အခေါ်မခံရပဲနဲ့အမတန်ဆိုးတဲ့နာမည်တွေအတက်ခံနေရဒါရုပ်ပျက်ဆင်းပြဲဖြစ်တာပေါ့လောဘအလောင်ခံရပြီဆိုရင်နောက်ဆုံးသခိုးတည်းမြဒေါသအလောင်ခံရစဉ်ရာဇောသားရာဇောမှုကျူးလွန်လို့ရှင်ရာဇောသားဖြစ်ရောက်သွားတယ် အရက်ထဲမှာအယုတ်ဆိုးအကြီးတန်ဖြစ်စေတာဒေါသပဲလောဘတို့ဒေါသတို့ကအယုတ်ဆိုးအကြီးတန်ဖြစ်စေမောဟကလည်းအယုတ်ဆိုးအကြီးတန်ဖြစ်စေတာပဲဘာဖြစ်လို့တုံးဆိုလို့ရှိရင်လုံးတင်တာနဲ့မလုံးတင်တာကိုမသိသည့်အတွက်ကြောင့်မလုံးတင်တာတွေကိုလုတ်ကိုယ်ကားဖြစ်တယ်လုံးတင်တာတွေကို မလုတ်ဘဲနေအကျိုးဆုပ်ရုပ်တယ်ဒါမောဟမီးရဲ့တယုတ်ပြက်မှုတွေပေါ့ အဲ့တော့မီးဆိုတာဘယ်မီးပဲဖြစ်ဖြစ်အန္တရာယ်ရှိတယ်လို့ဒီလိုပြောရမှာနောက်တစ်ခုကအပြင်မီးလောင်တာကအပြင်မပစ္စည်းတွေပဲဆုံရှုံနေတာတယ်တန်တရာအတွက်ဆုံရှုံနေတာတယ်လို့ပြောလို့မရဘူးတဘဝစာလောက်ပဲဆုံရှုံနေတာအတွင်းမီးလောင်ပြီဆိုရင်တော့တန်တရာလုံးအတွက်ဆုံရှုံနေတာတယ်ဒါမီးနှစ်ခုကိုနှိုင်းရှင်ပြီးတော့ကြည့်မယ်ဆိုဒီလိုပြောရမှာပေါ့ ရသော်ဘုရားကအာရိတတုတ်မှာတဘာဝမီးတဲ့ဆိုးတဲ့မီးတစ်ဆက်တစ်မျိုးကိုဟောထားတာရှိတယ်။အဲ့ဒီမီးတစ်ဆက်တစ်မျိုးဆိုတာအားလုံးကြားဘူးနေကြပါလိမ့်မယ်။တစ်ဆက်တသည့်အပူမီးတို့ဤအပြင်းငိမ့်ရာလို့ပြောရတဲ့မယ်။ရာဂမီးတဲ့ဒေါသမီးတဲ့မောဟမီးတဲ့ဒါကအကုသိုလ်နဲ့ပတ်သက်တဲ့မီးသုံးမျိုး။ နောက်တစ်ခုကဘာလို့ဆိုရင်စရာမိဖြာတိမိမရဏမိတောကမိပရိဒေဝမိဒုက္ခမိဒေါမနတမိဥပယတမိပေါင်းလိုက်တဲ့အခါကျတော့31မျိုးမိ31မျိုးအဲ့ဒီ31မျိုးထဲမှာကျင်းသားရမယ့်မိကဘာလဲဆိုရင်ရာဂဒေါသမောဟဆိုတဲ့ကိလေသာမိတွေကကျင်းသားရမယ့်မိပဲ အဲ့ဒါကိုမငိမ့်သက်နိုင်ဘူးဆိုလို့ရှိရင်ဇရာမီတို့ဗျာဒီမီတို့ကတကယ်ကတော့ငိမ့်သက်ရမယ်မီးမဟုတ်ဘူးရာဂမီဒေါသမီမောဟမီတွေကိုငိမ့်နိုင်ပြီဆိုလို့ရှိရင်ဇန်နေမီတွေဆက်မလောင်တော့မီးကိုငိမ့်မှနောက်ကမီးတွေငိမ့်နေ၁၁မျိုးဟာငိမ့်သွားတယ်